ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့တပြေးပြေးနဲ့နောင်ချိုပြန်ရဖို့အချိန်နှီးဆက်လာတာပေါ့နှီးဆက်လာတယ်ဆိုတာအခုကျွန်တော်ပြောတဲ့ဂိတ်ဒီမှာဆိုလဲဆိုတို့ကဖန်းကိုင်းဂိတ်မှာဆိုလဲဆိုတယောက်ပဲအဲ့လိုပတ်စံကောင်းနေတယ်ဟန်ပြပဲရှိတော့တယ်တက်မတော်ကတော့ तू ကဝင်လုံးမယ်ဝင်လုံးစရာမလိုတော့ဘူးတက်မတော်ဝင်တော့ဝင်မှာဒါပေမဲ့တက်မတော်ကလည်းဒီနေရာကို तू ပိုင်ရပြီဆိုဒီကဒီတကအနာမခံတော့ဘူး လူကိုလူကိုဟောအနာမခံတော့ဘူးသူရဲ့စင်ကြီးပြူဟာရသူ့ဘာသူချင်းသုံးပြီးတော့မှနောင်ချိုပြန်ရမယ့်အချိန်ကတဖြည်းဖြည်းနီးကပ်လာတယ်ဟိုတလုံးလုံးကကျွန်တော်ပြောတယ်နောင်ချိုပြန်ရတော့မယ်လို့ကျွန်တော်ပြောတဲ့အချိန်မှာနော်ဘာဖြစ်သွားလဲဆိုတော့ဒီငလင်လှုပ်သွားတာနော်ငလင်လှုပ်သွားတဲ့အချိန်မှာတက်မတော်ကောက်ဝဲဦးကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းဦးမင်းအောင်လိုင်ကအဘာတူချုပ်ကြီးတို့ကနေပြီးတော့မှနော်ဒီအပြစ်ခတ်တွေရယ်ဆဲပြလိုက်တဲ့အချိန်မှာဒီကောင်းလေးတကယ်တမ်းစဉ်းစားမယ်ဆိုအဲ့ဒီအချိန်တည်းကဒီကောင်းလေးပြေးရမှာကောင်းလေးမပြေးမပဲနဲ့ပေးကပ်ပြီးတော့နေတယ် ကျွန်တော်ပြောသလိုပဲ तू อ่ะပြေးစရာမြေလည်းမရှိတော့ဘူးဝင်စရာတွန်းရတဲ့မိုးရွာပြီဆိုတော့သူတို့ကတိုင် PDF ကတိုင်ပတ်တယ် DNN နေရတော့ तू อ่ะပြေးမှာပဲပြေးမှာအဲ့တော့နောင်ချိုအခုဆိုရင်လာကြည့်လာကြည့်ကျွန်တော်တို့ဒါရောက်ခဲ့ပြီပြီ Crown Billet မြေကားတွေလမ်းပေါ်ကပဲသွားနေတယ်เนาะသူအချိန်နဲ့သူလွတ်ပင်းနေတယ်ဘာလို့လဲဆိုတော့အစိုးရကတရားဝင်အစိုးရဖြစ်တော့ तू อ่ะဒီမှာငလင်တန်ဘေးဒင်းပြည်သူတွေငလင်တန်နေလို့လိုက်တော့အိမ်တွေပြန်ဆောက်ဖို့အတွက်ဘီလက်မြေတွေလိုအပ်နေတယ်เนาะအဲဘီလက်မြေလိုအပ်တဲ့အတွက် အဲနောင်ချိုနဲ့ဒီလမ်းကိုဟိုဘက်အခုချိန်မှာတက်မတော်တော့စတင်ဒီဘက်ကလည်းထိုးစစ်တောက်လျှောက်ဆင်းနေတယ်ဟိုဘက်ကလည်းကန်ကြီးတို့ပါလို့အဲမှာရှင်မော်ရော့တို့ပါလို့ဘက်ကလည်းတောက်လျှောက်ဆင်းနေတယ်เนาะအဲ့တော့ရှောက်ချိုမှာသုံးယောက်မှာတလက်ကိုမင်းတို့ PDF တွေခံတိုက်ထားတဲ့เนาะငါတို့နောက်မှာခံစစ်ပြင်မယ်ဆိုပြီးတော့ပလောင်ကခွေးပြေးပြေးတာเนาะအဲမင်းတို့ PDF တွေလည်းမူရစီဝါနုံနေတဲ့ငါတို့လည်းမတန်းနိုင်တော့ဘူးเนาะမင်းတို့ဆက်ပြီးတော့ဘာမှမပြောလို့ဒါလက်ရှိ ဆမ်ဆယ်30เนาะဆမ်ဆယ်ပြီးလာမယ်30လဲလာမယ်เนาะ30မှာဘဒူတွေပါတယ်ဒီမှာပြီးဖတ်ပြအောင်မယ်เนาะမင်းတို့မင်းတို့အကြံဖက်လက်နဲ့ထောက်ပံ့တဲ့လူတွေအခုလောလောဆယ်တော့6ခါသတင်းကိုပြောမယ်ကျွန်တော်တို့6မြို့နယ်က6မြို့နယ်ကပဲတိုးချောင်းရွာတဲတိုးချောင်းရွာ PDF တွေကားတဲ့ရွာဖျားမှာနေပြီးရွာတွေမှာအလူခံတောင်းစားနေတာပါတဲ့ရွာနီး60ဆက်တွေလည်းတဲ့ထိုနီးတူပဲတဲ့လိုက်တောင်းစားနေတဲ့ကောင်တွေကားတဲ့တနေ့တဲ့တနေ့ပို့လို့ဆိုးနေတယ်တဲ့ PDF တွေငတ်နေပြီเนาะ ပိုလို့ဆိုးနေတယ်တဲ့ခုလိုချိန်မှာတဲ့တောင်သာတွေစိုက်ဖို့ကိုတဲ့အစင်မပြေပြုတွေကများလာတယ်တဲ့သူတို့တွေကအမိန်တွေပါထုတ်လာတော့ပိုဆိုးတာပေါ့ဗျာတဲ့မနေ့ကျောင်းနာရီညောင်းကျောင်းနာရီထုတ်ထားတော့ရွာသူရွာသားတွေအကုန်ဒုက္ခရောက်နေရပါတယ်တဲ့ရွာမှာလည်းမနေရကြတော့ဘူးဖြစ်နေကြပြီတဲ့အချို့ဆိုရင်ရှောင်ပြေးနေရပါပြီဗျာတဲ့နော်ဒီသတင်းပေးတဲ့လူတော့ကျွန်တော်ကျွန်တော်ခင်ဗျားပေးတဲ့သတင်းကိုကျွန်တော်အထက်လူကြီးအတိအောင်ပြောပေးမယ်ဒါပေမဲ့ ခမားတို့ကလည်းကျွန်တော်တို့တက်မတော်နဲ့နော်ဒီဘက်ကတက်မတော်အခုလိုသတင်းမျိုးတွေတင်ဆက်နေတဲ့လူတွေနဲ့ခမားတို့သတင်းတွေတိတိကျကျမှန်ကန်နေနဲ့ပူပေါင်းပြီးပေးရင်ခမားတို့တိုင်းပြည်အမြန်ငြိမ်းချမ်းမယ်ခမားတို့မပူပေါင်းခဲ့တဲ့လို့အခုလိုအခြေအနေအချိန်ကာမျိုးဖြစ်လာတာငါတို့ PDF တွေဆိုပြီးတော့ဟိုးငါတို့ညီလေးတွေဟောအေးချကွာအေးတော်တော်လန်ကွာအာနာရှင်ကိုတိုက်ကွာဘာဖြစ်လဲခမားတို့မြောက်ပေးလာတဲ့မြောက်ပေးတဲ့အကျိုးကျေးဇူးရဲ့ရလက်က အခုအချိန်မှာဘာတွေပေါက်ဖွာလာလဲအဲအဲ့လိုလက်နက်ပြပြီးအနိုင်ကျင့်တဲ့ PDF တွေပေါက်ဖွာလာတယ်နော်အဲ့ဒါကိုခင်ဗျားတို့ပူးပေါင်းမှာလို့ကျုပ်ကအမြန်ဆုံးပူးပေါင်းအမြန်ငြိမ်းချမ်းပဲအခုခင်ဗျားတို့ PDF ရှိတဲ့နေရာတိုင်းဒုက္ခရောက်မှာနော်အဲ့ PDF တွေအလင်းဝင်လို့ပြောတာအဲ့ခင်ဗျားတို့ PDF ရှိတဲ့နေရာတိုင်းဒုက္ခရောက်မယ်နော်အခုခင်ဗျားတို့ဒါဒီဟာကို PDF ရှိရဆိုပြီးတက်မတော်အနေနဲ့ကစစ်ကြောင်းမထိုးသေးဘူးဘုံမကျေသေးဘူးဒါတော့မှခင်ဗျားတို့စာဝင့်နေရတော်တော်ထက်ခက်ခဲနေပြီ PDF က ခမားတို့တစ်သက်လုံးရှာဖွေစုဆောင်းလာတဲ့ဥစ္စာတွေကိုခမားတို့ရှိရနေတိမ့်ပိုင်နေပြီဟုတ်ပြီလားအဲ့တော့ကျွန်တော်ပြန်ပြောပြမယ်အဲ့တဲ့င်းကိုနော်အချို့ဆိုရင်ရှောင်ပြေးနေရတယ်သူတို့ကတောင်းသူတို့သူတို့ကတောင်းတာတောင်းမှထမင်းဆိုရင်တောင်းတာတောင်းမှသူရေးချင်တာတောင်းတာတောင်းမှထမင်းဆိုရင်ねမอยู่ဘူးတဲ့စံကိုပဲအဓိကထား တောင်းကြပါတယ်ဗျာတဲ့အထက်ကလူကြီးတွေကိုတည်အောင် ပြောပေးပါလို့ပြောပေးနိုင်တဲ့ကိုကြီးတို့ကိုပဲအားကိုးစွာနဲ့ပြောလိုက်ရှင်ပါတယ်တဲ့နော်ချောင်းမြို့နယ်ကြောက်ရဲရွာကဦးတန်းထိန်းတားကိုလည်း PDF တွေကဖမ်းခေါ်သွားပြီးတိန်း900နဲ့ရွေးခိုင်းနေတဲ့အစိုးရကိုကိုတိုင်ရင်အလောင်းတော်ပြန်မရဖြစ်မယ်လို့ပြောသွားလို့ ြောသွားတယ်လို့ကြားသိရတယ်အခု3300ပေးပြီးလို့လဲဘာမှအကြောင်းအထူးမရှိကြပါဘူးဗျာတဲ့ငွေကိုလက်ခံတာကဖုန်ကြီးတစ်ပါးကလို့သိရတယ်တဲ့အဲ့ဒီဖုန်ကြီးကတဲ့ခုချိန်ထိကြောက်ရဲရွာမှာပဲရှိနေပါသေးတယ်ဗျာတဲ့ PDF တွေကအဲ့ဒါလို့လုံနေကြတာပါတဲ့မပေးနိုင်ရင်လူတွေကိုတတ်နေကြတာပါတဲ့နော် PDF တွေကတော်တော်ကိုမယိုင်းနေပြီနော်တော်တော်ကိုမယိုင်းနေပြီနော်အဖုန်ကြီးတွေလည်းအဲ့သင်္ကန်းဝက်ပြီးတော့တကယ်ပါဗျာနော်ကျွန်တော်တို့နိုင်ငံခုချိန်ထိလည်း အမြင်မှန်လည်းမရသေးဘူးညီလေးစော်ကောင်းရင်းရေးတဲ့ဘကိုးတိုင်းနောက်ချမ်းအုပ်ဖို့မြို့နယ်နဲ့ဂျိုးပင်ကောင်မြို့နယ်တွေမှာယထာလန်အရှိချမ်းကရွာတွေဆိုရင် PDF စွန်းမှုနယ်မြေတွေဖြစ်လာပါပြီတဲ့အုပ်ဖို့တဲကဒေါင်းစပါခွင်းကရင်ရွာဗမာရွာ နှစ်ရွာစလုံးနဲ့ကိုေချောင်းကြီးရွာတွေဆို PDF တွေက လုံးဝကြီးစိုးထားပါတယ်အဲ့ဒီရွာတွေကနေတဆင့်ဂျိုးပင်ကောင်မြို့နယ်တရကိုင်းကျိုးရွာ စီကောက်ပင်ရွာလှေတုံးရွာ အေးမကွင်းရွာကိုင်းရရှိရွာကျောက်စရစ်ကုန်းရွာကြီးစိုးရွာတွေထိအောင်နေစဉ်တနက်ကင်ပြီးသွာလာနေကြပါပြီတဲ့เนาะဒီတရတွေကအခုရပိုင်းမှာပဲတဲ့ရဲဝင်တဲ့တူပါလာကဖတပည့်ဝင်နှစ်ဦးအပြစ်ခံထားရပါတယ်တဲ့နေပြည်ရှင်းလင်းမှုတွေမလုပ်သေးဘူးတဲ့အထက်ကမခိုင်းတာလား အောက်ကမလုတာလားသိအောင် ပြောပေးပါဦးနဲ့ညီလေးကို အားကိုးပါတယ်ညီငယ်ကြီးနော်ဒါကတော့အောက်ခြေဟွာပေါ့ဟွာပေါ့လက်ပေးလက်ယူလုပ်တဲ့ဂိတ်ပေါ့နော်ကိုဖုံးရေးတဲ့ရေနီမျိုးအထွက်ဂိတ်ပတ္တဆအမီဥပေတာအမီပြောင်းဖာကြီးတို့ကတဲ့ကားသမားတွေကိုတောင်းတလောက်မပေးရင်ဆဲဆိုပြီးရိုက်တယ်တဲ့ပြီးတော့ကျင်ဆက်ဖြင့်တို့တယ်တဲ့ မပေးရင်ကားရက်ခိုင်းထားတယ်တဲ့ကျွန်တော်တို့ကဘာမှမပြောပြောလို့မရလေမရဘူးလေတဲ့ကားသမားတွေကကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့မှပြောပိုင်ခွင့်မရှိဘူးတဲ့သူတို့ကတတ်နယ်ကိစ္စဆိုတော့ကျွန်တော်တို့ပြောတာကိုယုံပါလို့မပြောဘူးတဲ့ကိုဘုံကိုယ်တိုင်လေ့လာကြည့်ပါတဲ့မဟုတ်ရင်နဲ့ကိုဘုံလေ့လာကြည့်ပါတဲ့မဟုတ်ရင်တော့ကိုဘုံကူညီပေးပါဒီယာတွေကမဖြစ်တဲ့နာတွေလို့ပဲပြောချင်ပါတယ်တဲ့နော် အဓိကအဲ့ဒါကြီးပေါ့နော်ကျွန်တော်တို့အောက်ခြေတွေမှာကျွန်တော်တို့ကကောင်းတဲ့ဝန်ထမ်းဆိုရင်ကျွန်တော်တို့ကကာပါပေးရမှာ ကောင်းတဲ့ဝန်ထမ်းဆိုရင်ကျွန်တော်တို့ကချီးကျူးတင်မြှောက်ရမှာကောင်းတဲ့ဝန်ထမ်းတွေရှိရင်ပြည်သူတွေလည်းပျော်ရွှင်မယ်တိုင်းပြည်လည်းအမြန်ဆုံးငြိမ်းချမ်းမယ်နော်အဲ့လိုမကောင်းတဲ့အကျဉ်းပြားကြားတဲ့ဝန်ထမ်းတွေကိုပြောလဲအဲ့လိုမျိုးကြတော့နာတယ်နော်ကဲတော့ခင်ဗျားတို့ကမိမိမိသားစုကိုမထီသေးလို့ပါ အခုပြင်ဦးလွင်မျိုးဆိုရင်ဒါကြုံမြင်နေရပြီပြင်ဦးလွင်မှာကောင်းတဲ့အစိုးရအဖွဲ့တရက်တော့ပေါ်ထွက်နေပြီနော်ပေါ်ထွက်နေပြီ အောက်ကမြေယာအရှင်းလင်းရေးပြဿနာတွေအဲဒီပေါ့နော်ဟိုမတရားသဖြင့်ပြည်သူလူထုကိုမကြည့်ဘဲနဲ့ဟိုနော်မြေယာတွေကိုအကွက်ရိုက်ပြီးတော့ရောင်းနော်နောက်ကနေပြီးတော့မှအကွက်ရိုက်ပြီးရောင်းတဲ့အရင်အမြစ်တွေအဲ့အရာတွေကိုပေါ်ထုတ်ရမယ်အဲ့အရာတွေကိုပေါ်ထုတ်မှသူကဒီ ပပလစ်မှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေကမခံစားရမှာအခုပြည်ဦးတွေမှာဖြစ်နေတဲ့ပုံကသူက650နဲ့ဝယ်တယ်နော် အပြီးတော့ချင်းကြီးသူကမြေစင်းကိုလာတိုင်းခိုင်းနေအမြေစင်းရဲ့မှန်နေအုတ်ကြီးကလည်းလက်မှတ်ထိုးတယ်အပြီးကရန်တွေပါထုတ်ပေးသေးတယ်အပြီးလို့ရှိတော့ကြတော့ပြောင်းသွားအချိုးချိုးပြောင်းသွားတယ်ဟိုရောင်းတဲ့ကောင်တွေကလည်းဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဘူးနော်ဘယ်ပေါက်လို့ဘယ်ပေါက်မှန်းမသိတော့လူကဘဒု သူတို့ကအကူအညီတောင်းလို့တောင်းမှမသိဘဲနဲ့နိုင်ငံတော်ကိုလည်းခုန်ဆောင်ရတယ်မိမိအိမ်ကိုလည်းဟိုအစိုးရရဲ့ဥပမာတစ်ခုပေါ့ဗျာတစ်တော်မြေတို့ဘာမြေတို့ညာမြေတို့ပေါ့ဗျာကျွန်တော်လည်းအဲ့လိုတော့မပြောတတ်ဘူးเนาะအဲ့လိုကြတော့ပြောနေတာအဲ့ဒါကိုဖော်ထုတ်နိုင်ဖို့လိုတယ်အဲ့ public မှာရှိနေတဲ့ပြည်သူလူထုကြတော့နားတယ်လေဗျာသူသူ့ရဲ့အိမ်သူ့ရဲ့မြေသူဝယ်ထားတာမြေသိန်းရောကနေတရားဝင်လက်မှတ်ထိုးပေးပြီးတော့ဝယ်ထားတာ ပြီးကကြမှာဒါဘာနဲ့မလို့ဘူးညာနဲ့မလို့ဘူးဘောလိုသားနဲ့ထိုးဆိုတော့လစ်တာပေါ့ဗျအဲ့တော့ကျွန်တော်ဝင်နှင်းထဲမှာခင်ဗျားတို့မြေခွက်တွေမပါသေးလို့ခင်ဗျားတို့ဒီလူတွေကောင်းပါတယ်လို့အဝင်နှင်းနေရဘာဖြစ်ဝင်နှင်းတွေကိုကျွန်တော်ကပြောပါတယ်လို့နော်နော်အဲ့လိုမျိုးတွေခင်ဗျားတို့ပြောတယ်နော်တကယ်ခံစားနေရတဲ့အောက်ခြေပြည်သူလူလူလာကြည့်ဟိုဟာမှာပြင်းဦးလွင်မှာနော်နောက်တစ်ခုကတော့ညောင်ချိုးဘက် ညောင်ကျိုးပဲစစ်စစ်ရေးအခြေစစ်စင်ရေးအခြေအနေကတော့တဲ့တော်တော်ကောင်းမွန်နေပါတယ်တဲ့တခုရှိတာက အောက်ခြေမှာအကျင့်ပြတ်ခြားသားမှုတွေရှိနေတယ်လို့တစ်ဖက်မှာလည်းစစ်သားတွေကအသက်ကိုပေးဆက်ပြီးတိုက်ပွဲဝင်နေပါတယ်တဲ့အောက်ခြေကလုံပိုင်ခွင့်တွေရှိနေတဲ့သူတွေကမှောင်ခိုလုပ်ငန်းတွေလုပ်မှောင်ခိုလမ်းတွေဖွင့်ပြီးငွေကြေးယူယူဖြင့်လှုပ်ရှားနေကြတယ်တဲ့လူမောင်ကိုစီမောင်ကိုရိတ်ခါမောင်ကိုလှုပ်နေတဲ့သူတွေ ပြန်လဲခေါင်းတောင်လာပြီတဲ့အဓိကလမ်းကြောင်းကပြီးအုံရှိပင်ကနေမင်းတုံးဘက်ကို73စီရိခာမျိုးစုံကို တာဝန်ရှိသူတွေကိုငွေကြေးပေးပြီးသွားနေကြပါတယ်တဲ့မင်းတုံးဘက်ကအပြန်ဆိုရင် ရခိုင်တွေကိုတယောက်ကို9သိန်းနဲ့ပြည်တဲ့အထိလူမောင်ကိုလှုပ်လာနေကြတယ်တဲ့အဲ့ဒီရခိုင်တွေကို အုံရှိပင်မျိုးရတနာဘုံအုပ်ချုပ်ရေးမှုကရန်ကုန်ကိုသွားရန်ရက်ွက် နေထိုင်တာမှန်ကန်ကြောင်းထောက်ခံစာတွေကိုငွေကြေးယူပြီးလှုပ်ဆောင်ပေးနေတယ်တဲ့အုပ်ချုပ်ပင်က စီဆိုင်တွေကလည်းအများပြည်သူကို ရောင်းချခြင်းမရှိတော့ပဲမှောင်ခိုလာဝယ်တဲ့သူတွေကိုပဲပုံးတွေနဲ့ရောင်းချနေတယ်တဲ့စီပန်းဆိုင်တွေမှာစီပြက်တာများနေတယ်တဲ့မနှက်ဆို ပုံးတွေနဲ့တန်းစီပြီးစောင့်နေကြတယ်တဲ့ဓာတွေကိုကြည်ချင်းအပြင်ကိုလူကိုတတ်တယ်လို့ဖြစ်နေတယ်တဲ့ မင်းတို့လမ်းကြောင်းကြီးကလည်းရခိုင်အထိပွင့်နေတယ်တဲ့အေးအေးတွေစိတ်ဝင်နေတယ်ဆိုတာကလည်းအောက်ခြေရဲ့အကျင့်ပြက်ခြာစားမှုကြောင့်ဖြစ်နေတာမှန်ကန်ပါတယ်တဲ့ပန်းတောင်တောင်ဟုတ်လမ်းမှာဒီလိုအကျင့်ပြက်ခြာစားမှုကြောင့်စကမ်းတွေကြတာပါတဲ့အောက်ခြေအကျင့်ပြက်နေတာတွေကိုအောက်ခြေအကျင့်ပြက်နေတာတွေကိုတေချာစီစစ်အေးအေးယူပေးနိုင်မှပြည်သူတွေခေါင်းပြအောင်အေးရမှာပါတဲ့နော် မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်စိတ်ခွာအုပ်စုရွာတိကျေးရွာများမှာအကြမ်းဖက် PDL များအင်အား30ခန့်ရောက်ရှိနေတာဒီပါလေတော့ဆယ်ရက်9လ2025မှာယနေ့အချိန်ထိဖြစ်ပါတယ်အကြမ်းဖက် PDL များရောက်ရှိချိန်မှာပင်ချက်ချင်းဆိုသလိုစိတ်ခွာလုံခြုံရေးစခန်းမှုဗိုလ်ကြီးစိုးပြေအောင်အားတရင်ပို့ခဲ့ပါတယ်တဲ့ဟုတ်ကဲ့ရှင်းလိုက်ပါမယ်ဆိုပြီးဖုံးချသွားတယ်တဲ့တရက်နှစ်ရက်တော့စောင့်ပါသေးတယ်တဲ့ လှုပ်ရှားမှုမရှိတာနဲ့လပကဒူတိုင်းမူလားဒါတော့သူရေးထားတာဗောနောကြော်ပရောင်းတက်နေမှုဘိုမူကြီးဟိမ့်အားဖုံးဆက်ခါတရင်ပို့ပါတယ်တဲ့စစ်နယ်မြေကနမခအပိုင် ဖြစ်ပေမဲ့တာဝန်ကြတဲ့လုံခြုံရေးအဖွဲ့ကလပကဖြစ်နေပါတယ်တဲ့အခုပဲသွားရှင်းပါမယ်ဆိုပြီးပြောပါတယ်တဲ့ထူးခြားမှုမရှိလာပါဘူးတဲ့အခုဆိုရင်နဲ့ရွာတိကျေးရွာဘုံတော်ကြီးចောင်းစာတင်ចောင်း ယောတိအရှိမြောက်ဘက်အေယဝရီမြစ်စိမ့်၌အေယဝရီမြစ်ကြောင်းတလျှောက်သွားလာနေသောဆက်လီတင်မောများအားဆက်ကြီးများကောက်ခံပါတယ်တဲ့။တပိုင်းတနိုင်လောက်ကန်စားတောက်နေကြသောဒေသခံများကိုလည်းရင်းနှံပေပါတလုံးကို3000ကျပ်နိုးဖြင့် PDF ကကောက်ခံပြီးမ PDF ကကောက်ခံတာတော့တက်ကကောက်ခံတာမဟုတ်ဘူး။ PDF ကကောက်ခံပြီးမပေးရင်စစ်တပ်သတင်းပေးမှုအမိတက်ကဖမ်းဆီးတပ်ပြတ်ပါတယ်တဲ့။ မြည်ဒီအဖွဲကမှရှင်းလင်းခြင်းမရှိပဲပြီးရန်သူတီးတဲ့ညောင်ဦးတစ်ပတ်ကန်းမီးလောင်ပြားတို့လည်းအလွယ်တကူကူးတန်းသွားလာလျက်ရှိပြီး အကြမ်းဖက်များယခုထိရောက်ရှိနေသည့်စိတ်ကဝလုံကြုံရေးတပ်နှင့်ထမ်းချောက်ပင် လုံကြုံရေးတပ်အကြားတွင်တည်ရှိပြီးတပွဲနှင့်တပွဲညှိနှိုင်းရှင်းလင်းမည်ဆိုပါကရန်သူတီးအခြေချနေတိုင်းမီမဟုတ်ပါကြောင်း။နယ်မြေစိုးမိုးမှုမလုံနိုင်ရင်တောင်မှ မိမိစိုးမိုးနေမြာလွယ်လွင်းတကူအကြမ်းဖက်တွေလက်ထဲမပါသင့်ပါဘူးတဲ့လက်ရှိစိတ်ကဝါလုံးကြုံရေးခေါင်းပေါင်းဘိုကြီးစိုးပြေအောင်ခလာရ416ဆလီတန်နေမှုဘုံမူကြီးဟိတ်တဲ့ယခုရန်သူသည်အင်အား90မှ90ရှိပါတယ်တဲ့ကျွန်တော်ကဒီတရင်ကိုပြောရတာကအောက်မှာမလုံးလို့ပြောရတာဒီတရင်ကကြာပြီเนาะသူရေးထားတာဒီမှာကျွန်တော်ရှိမှာအကုန်ရေဟုတ်ပြီလားအဲ့တော့ ဒီလိုပဲရောပေါင်းနေမယ်ဆိုရင်ဆိုတော့ကျွန်တော်ပြောသလိုပေါ့နထိုးကြီးတို့ဝလူတို့နော်အဲ့လိုမျိုးတွေကြော်မကောင်းကြားမကောင်းရန်သူကဒီပီဒီရက်ကဥပမာတို့ခမားတို့ပုံမှန်လေးတနေ့မလုံတနေ့လုံမှာနော်ခမားတို့ဘာနဲ့မှခမားတို့ကျွန်တော်ပုံရင်ဟိုမှာဖက်ရတဲ့ဥစ္စာတခုပြောပြမယ်နော်ချီးကြိုက်တဲ့ရင်ကောင်ကိုပြားနေပြီးတော့မှပန်းကပိုချိုးပါတယ်လို့သွားပြောလို့မရဘူး เนาะခမားတို့ကပန်းကိုကြိုက်တဲ့ပြားပရုံးဆိုလို့ချိုးမြိန်နေပေမဲ့ဟိုချီးကြိုက်တဲ့ရင်ကောင်ကအဲ့မှာတွေ့တာနားပြီးခမားတို့လုံမှာเนาะသဘောပေါက်เนาะအဲ့ကကြမှာဟိုလိုလိုဒီလိုလိုနဲ့เนาะတစ်ဆက်တည်းမှာမကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်မြို့စိုးအုပ်စု အတွင်းကြီးဆွဲတော်လေးဆွဲတော်လေးစုတွင်နဲ့တစုအပါဝင်ဖြစ်တဲ့တန့်ကြီးတောင်เนาะတန့်ကြီးတောင်ဆွဲတော်ရှင်ဖရာကြီးဟာ အကြံဖက် KCMC PDF ကျွန်းချောင်းမြစ်ခြေ PDF တို့မှ မိုင်းတောင်ဖျက်ဆီးသွားသည့်လျှက်စစ်တပ်တိုင်ဖျက်ဆီးသွားမှုကြောင့်တန်းကြီးတောင်စွဲဆွဲတော်ရှင်ဘုရားကြီးတည်တဲ့လျှက်စစ်မိမပူဇော်ရသည်မှာလာမည်၉လပိုင်းဆိုလျှင် နှစ်နှစ်ပြည့်တော်မူဖြစ်ကြောင်းလျှက်စစ်မိမရရှိမှုကြောင့်တန်းကြီးတောင်ဆွဲတော်ဘုရားကြီးအားဝေယဝိဆပြုလုပ်နေကြသောလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တိလရှင်ဆရာကြီးဆရာလေးများ ရေရရှိမှုအင်မတန်ခက်ခဲနေပါတယ်တဲ့မြစ်ကြီးကနေတောင်ဘက်တလျှောက်လုံးအကျမ်းဖက်များကြီးတိန်တော်ညောင်ဒီပင်ညောင်လအိုင်ကြီးနော်ကံကြီးစုပေါတော့ကျေးရွာမှာတဲ့ကျေးရွာမှာတော့လျှက်စစ်မီးတစ်စက္ကန့်အောင်မပြတ်ပါဘူးတဲ့ပြတ်တာနဲ့အကျမ်းဖက်တွေကထူးမှဆိုလို့နေမှာပေါ့တဲ့မိတာကားကိုလည်းနာဇကအစိုးရစီဆောင်ရတာမဟုတ်ဘဲနဲ့အကျမ်းဖက်တွေစီဆောင်ရတာဖြစ်ပါလေတဲ့နော်လက်ပံချောင်းတန်းကြီး ရေနံမြေစိတ်ကွာအရာတော်တောင်ရွာရမြောက်ရွာရပြည်သူစေရွာ အုတ်ချောင်းရေနံချက်နှင့်တန်းကြီးတောင်ဆွဲတော်ခြင်းဘုရားကြီးအားအကျမ်းပတ်များမှလျှက်စစ်မီအမောင်ချထားတာလာမီကိုလာပိုင်းဆိုလေနှစ်နှစ်ပြည့်တော့ပါမယ်တဲ့ဒေတာကံအများကြီးဆန္ဒကတော့ကြေးရွာတွေကိုလျှက်စစ်မီပြန်ရအောင် လုံမပေးနိုင်ရင်နေပါဆွဲတော်ခြင်းဘုရားကြီးအားလျှက်စစ်မီပြန်လဲရရှိအောင်လှုပ်ဆောင်ပေးပါလို့ကိုဇော်ဘိုးကြီးမှတဆင့် နာမခလူကြီးများလူကြီးများနဲ့မကွေးတိုင်းဝင်ကြီးချုပ်တို့တည်ရှိနိုင်ရန်တင်ပြအပ်ပါလေတဲ့တခိုးကူမျိုးနဲ့စိတ်ခွာအုပ်စုရေနံချက်ရွာရွာတိရွာရန်သူများလက်ထဲမှာရှိနေစေဖြစ်ပါလေတဲ့ဒီတရင်အဆက်ကတော့မိမိအထိုင်စကန်းကလုံခြုံရေးတွေက PDF တွေကိုတွားရောက်ရှင်းလင်းမှုမရှိခဲ့ရင် PDF တွေက PDF တွေက စိတ်ကဝလုံချုံရေးစကားလားတိုက်ပြီဟုရွာကန်နေစီကသတင်းသိရပါတယ်တဲ့တက်ဆိုင်ရနယ်မြေကန်ခေါင်းပေါင်းများအားအတိပေးတာပြီးအခုထိသွားရောက်ရှင်းလင်းမှုမရှိပါဘူးတဲ့ရွာတိကျေးရွာကိုစိတ်ဖြူစင်ဖြူကျုံးက PDF တွေအလာကိုစောင့်နေပြီးရောက်တာနဲ့စိတ်ကဝလုံချုံရေးစကားကိုဝင်ဆောင်တော့မယ်လို့ပြောလာပါတယ်တဲ့နော်အဲ့ဒါတဲ့တရင်နေရအောင်မှမလို့ဘူးဆိုရင်တော့အပေါ်အသိအောင်ပြောပေးရမှာပဲเนาะဒီသတင်းတွေကိုပေါ့တော့ ကိုမကိုတတိမူပေါ်ဗျာအသက်လောက်ဘာမှအရေးမကြီးဘူးပြီးရင်အချက်ဂုံတိတ်ခါတွေကိုရဲ့အဖွဲ့ကြီးဂုံတိတ်ခါတွေကြာဆင်းပါတယ်နော်မင်္ဂလာပါကိုဘုံရေးတဲ့မနေ့ကနေ့လယ်မှာတဲ့ဝက်လက်ဘက်ကရန်သူများမရိယာမြောက်ချမ်းကို တိုက်ခိုက်ဖို့အင်အားဖြည့်စည်းပါတယ်တဲ့အနောက်ဘက်ကန်းကအင်အား80အထက်ပိုင်းကဆင်းလာတာ90နေမြေအင်အားတွေနဲ့ပေါင်းစည်းနေဒီမှာကြောက်တရားမြောက်ဘက် ရှမ်းရွာနဲ့ရေနသာကျေးရွာရွှေဘုံမွေ့ရွှေဘုံမွေ့ကျောင်းအတွင်းမှာတော့အစုစည်းနေကြပါတယ်လိုအပ်သလိုဆောင်ရွက်နေပေးပါနိုင်ရန်တင်ပြအပ်ပါတယ်တဲ့နော်အဲ့တော့ကျတော့ပို့တော့လေအောက်ကမလို့ရင်ဘာမှလုပ်လို့မရဘူးနော်အဲ့တော့မဒူးအဲ့မှာအောက်ချိန်မှာပဲတည်တည်အပေါ်မှာပဲတည်တည်ထူလို့ရအောင်អော်ပေးလိုက်တော့တခါတည်းနာအေးရောဟုတ်တယ်မလားကျွန်တော်တို့လည်းဟို လောက်ကရန်တာတဏီယာတည်းမဟုတ်ဘဲနဲ့အကုန်လျှောက်ပက်ပို့နေတာပို့နေတာမလုပ်ဘူးဆိုရင်တော့မပြောတတ်ဘူးပေါ့နော်